ကနာခက်ခဲများနှင့်ရင်ဆိုင်သွားရမည်ဂျပန်အာနာယညွန်မောင်းဆိုရသည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်မှာငွေကြေးရရှုပ်တော်ပုံကြီးတစ်ခုကြောင့်အများပြည်သူရဲ့ယုံကြည်မှုပြည့်စည်သွားပြီးနောက်ဂျပန်အာဏာရညွန်မောင်းအစိုးရတဲ့အနေနဲ့အခက်ခဲတွေနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။အာဏာရ Liberal Democratic Party NDP ခေါင်းဆောင်စာနယ်ထားခိုင်ချီကပါလီမန်နဲ့ရဲ့စလုံးမှာအနိုင်ရှာပြီးနောက်ဝင်ကြီးချုပ်တဲ့အဖြစ်အင်္ဂါနေ့မှာတရားဝင်ရွေးချယ်ခံခဲ့ရပါတယ်။ NTB ပါတီရဲ့ကာလာရှေချောင်းမဟာမိတ်ဖြစ်ခဲ့တဲ့ခိုမဲထိုကနိုင်ငံရေးရှံပုံငွေအရှုပ်တော်ပုံတစ်ခုချောင်းမဟာမိတ်ရဲ့ဖြစ်ကနေ အော်တိုဘားလ10ရက်နေ့ကနှုတ်ထွက်ခဲ့ပါတယ် NDP ပါတီနဲ့ဂျပန်စံတရေးပါတီ JIP တို့ကမြို့မောင်းအစိုးရဖွဲ့စည်းရန်တရားဝင်သဘောတူညီမှုရရှိခဲ့ကောင်းပါတီခေါင်းဆောင်များဖြစ်တဲ့စာနယ်ထခိုင်ချီနဲ့ဟီရိုဖူမီယိုရှီမူရာတို့လက်မှတ်ရှိထိုးခဲ့ပါတယ်။ ဂျပန်မှာဈေးနှုန်းမြင့်တက်ခြင်းနဲ့နိုင်ငံရေးငွေကြေးပြဿနာတွေကပြည်သူတွေရဲ့အတွက်စိုးရိမ်စရာဖြစ်နေတယ်လို့ညမောင်းအစိုးရတဲ့အတွက်လည်းအထူးကပြဿနာကြီးဖြစ်နေပါထဲ့ငွေကြေးဖောင်းပွားနေပြီးကုန်စည်နှုန်းတွေမြင့်တက်နေတာကြောင့်အများပြည်သူမကြေမနက်ဖြစ်နေကြပါထဲ့ငွေကြေးရရှုပ်တော်ဘုံက NTP ပါတီကိုလူအများယုံကြည်မှုကြာစင်းသွားစေခဲ့ပါထဲ့ အထူးသဖြင့်ခိုမန်ထိုပါတီနှုတ်ထွက်ပြီးနောက်မှာလူအများကနိုင်ငံရေးနယ်ငွေကြေးပြဿနာများကိုပုံမစိတ်ဝင်စားလာကြပြီးသာခိုင်ချီအစိုးရအတွက်အဓိက ပြဿနာကြီးဖြစ်လာနိုင်မယ်လို့ထိုချိုတက္ကသိုလ်မှနိုင်ငံရေးသိပ္ပံပရော်ဖက်ဆာယူအချီယာမာကပြောတော့ပါတယ်လို့သိရပါတယ်ရှင်။